မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်အုပ်စုကဒေါ်လာ3သန်းသုံး၍အမေရိကန်လော်ဘီကုမ္ပဏီတချို့ငှားရောင်းဝါဒဖြန့်လာမှုကိုစန့်ကျင်ရန်မြန်မာအတိုင်းဝိုင်းနှင့်မဟာမိတ်အဖွဲ့တရာကျော်ကအမေရိကန်ကွန်ကရက်သို့တရားဝင်စာပေးပို့ရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုအခြေစိုက်မြန်မာအတိုင်းဝိုင်းအဖွဲ့အစည်းများနှင့်မဟာမိတ်အဖွဲ့အစည်းပေါင်း၁၀၀ကျော်က မြန်မာစစ်အာဏာသိမ်းအဖွဲ့အစည်းအမေရိကန်လော်ဘီငှားရမ်းဝါဒဖြန့်ရန်ဂျိုးပန်းချင်းကိုအမေရိကန်ကွန်ဂရက်ကစန့်ကျင်ပေးရန်တရားဝင်စာရေးသားပေးဖို့တောင်းဆိုလိုက်ကြပါတယ်။မြန်မာစစ်တပ်ကအမေရိကန်လော်ဘီများကိုငှားရမ်းဝါဒဖြန့်ရန်ဂျိုးပန်းလာမှုကိုအတိကထားကန့်ကွက်ကြကြောင်းအမေရိကန်ဒေါ်လာ3သန်းကျော်အသုံးပြု၍လော်ဘီငှားရမ်းမှုကိုစန့်ကျင်ရန်အမေရိကန်ကွန်ဂရက်သို့တောင်းဆိုသည့်အိတ်ဖွင့်ပေးစာပေးဖို့ခဲ့ကြောင်းအမေရိကန်ခြေဆိုင်မြမဖွဲ့စည်းများမှတာဝန်ရှိသူများကသတင်းဌာနကိုပြောကြားပါတယ် အဆိုပါအိတ်ဖွင့်ပေးစာကိုအောက်တိုဘာ28ရက်ရက်စွဲဖြင့်အမေရိကန်အထက်လွှတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီနှင့်အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီတို့ထံသို့လိမ့်မှုပေးပို့ခဲ့သည်ဟုသိရပါသည်။အမေရိကန်ကွန်ဂရက်သို့ပေးပို့သည့်အိတ်ဖွင့်ပေးစာတွင်အကြံဖတ်ဆဲအုပ်စုကလူမျိုးတုံးတက်ပြတ်မှုကျူးလွန်ထားမှုနှင့်တရားမဝင်သောပုံရိပ်ကိုအဖက်ဆင်နိုင်ရန်နှင့်လိင်လင်းလှည့်ပြသည့်ရွှေကောက်ပွဲကိုအမေရိကန်အကျိုးစီးပွားအတွက်ဟုမှားယွင်းစွာအကြောင်းပြရန်အမေရိကန်ခြေစိုက်လော်ဘီကုမ္ပဏီများကိုအမေရိကန်တန်ဒေါ်လာ3တန်ခန့်အသုံးပြု၍ ငားရမ်းခဲ့ခြင်းဖြစ်ကြောင်းအဆိုပါလှုပ်ဆောင်ချက်အပေါ်မြမအတိုင်းဝိုင်းနှင့်မဟာမိတ်များကများစွာစိုးရိမ်ပူပန်လျက်ရှိပါသည်ထို့ပြင်အကြံဖတ်စရုပ်စုသည့်ရွေးကောက်ပွဲကိုရင်းနှီးမြှုပ်နှံမှုနှင့်ခူးတန်းရောင်းဝယ်ရေးအတွက်တည်ငြိမ်သောပတ်ဝန်းကျင်ကိုပြန်လည်ဖန်တီးပေးနိုင်မည်ဟုသောမှာရင်သောဇလံကိုဖြန့်ဝေနေကြောင်းလက်တွေ့တွင်မူစစ်တပ်တီတာနိုင်ငံတွင်တည်ငြိမ်မှုမရှိခြင်းနှင့်စီးပွားရေးပြည့်ဝခြင်းတို့၏အကြီးမားဆုံးသောတစ်ခုတည်းသောအရင်းအမြစ်ဖြစ်ကြောင်းအကြံဖတ်အာနာသိန်းအဖွဲ့သည် ပြည်သူများ၏ခုခံတော်လှန်မှုကြောင့်နိုင်ငံ၏နေမြေ15ရာခိုင်နှုန်းကျော်ကိုသာထိန်းချုပ်ထားနိုင်သည့်အတွက်ရွေးကောက်ပွဲသည်လည်းကြီးမားသောကြရှုံမှုတစ်ခုထပ်မံဖြစ်ပေါ်လာမည်ဖြစ်သည့်အပြင်ရွေးကောက်ပွဲကိုအတုံးချပြီးစေအုပ်ချုပ်ရေးအခိုင်အမာတည်ဆောက်ရန်သာရည်ရွယ်ထား၍နိုင်ငံတော်အကြံဖတ်မှုများသာပုံမှုဖြစ်ပွားစေမည်ဖြစ်ကြောင်းဟိတ်ခွင့်ပေးစာတွင်ဖော်ပြချပါသည်။ထို့ပြင်အကြံဖတ်စစ်တပ်ငားရထားသည့်လော်ဘီသမားများကမြန်မာနိုင်ငံ၏ရှားပါးမြေတရံစာတမ်းများရရှိရေးဂတိပြုနေခြင်းသည်လည်းအနှစ်သာရမရှိကြောင်းအဆိုပါတရံစာတမ်းများသည့် ခုခံတော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသောနေဆက်ဒေသများတွင်ရှိနေပြီးစေအုပ်စုကတပ်ထုတွင်များနှင့်ဒေယူပို့ဆောင်ရေးလမ်းကြောင်းများကိုမထိန်းချုပ်နိုင်ကြောင်းအကြမ်းဖက်စေအုပ်စုမှရုရှားနှင့်တရုတ်နိုင်ငံတို့ထံမှစစ်ရေးပန်းနာရေးနှင့်တန်တမာရေးအခအခွဲများကိုမိခိုနေရသည့်ကိုအိတ်ဖွင့်ပေးစာတွင်ထောက်ပြချကအာနာသိန်းအဖွဲ့ကိုထောက်ခံကြသည့်မြန်မာနိုင်ငံအပေါ်တရုတ်၏အောဆာဖွဲ့မှုကိုပုံမှုခိုင်မာစေမည်ဖြစ်ကြောင်းသတိပေးထားပါသည်ထို့ကြောင့်အမေရိကန်ကွန်ဂရက်အနေဖြင့်အာနာသိန်းအဖွဲ့၏ဝါဒဖြန့်ချိမှုများနှင့် လော်ဘီတိုးပန်းမှုများကိုပြက်ပြက်သားသားပယ်ချရန်နှင့်ဖာမာအက်အပါဝင် မကြသိမီကအတည်ပြုထားသည့် Free Burma အနှင့်အခြားဥပဒေကြမ်းများမှမူဝါဒများကိုဆက်လက်ထောက်ခံရန်အိတ်ဖွင့်ပေးစာတွင်တိုက်တွန်းထားပါသည်။ဆက်လက်ပြီးစစ်ကောင်စီရခိုင်ပြည်နယ်ကိုလက်လွတ်ရဖို့လက်တကမ်းပေးလိုတော့တယ်ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။၂000တွေဦးတော်လည်ရေးမှမွန်စတာဖြစ်လာတာအရကတက်တော် AA ဖြစ်ပြီးဒီနှစ်ကုန်ပိုင်းမှာတရုတ်အကြီးဆုံးစီမံကိန်းရှိတဲ့အကြီးဆုံးတရားဝတ္ထုရေးတက်ဌာနချုပ်ရှိပြီး တိမ့်ရခက်လာတဲ့ကြောက်ဖြူမျိုးကိုတိမ့်ပိုက်ဖို့အခြေအနေကောင်းနေတယ်။အာနာသိန်းစစ်တပ်ကကြီးရည်လေးဗတ်ပေါင်းစုံအင်အားသုံးအပြည့်စုံနဲ့တိုက်ခိုက်နေတဲ့အပြင်အင်အားကြီးနိုင်ငံတချို့ရဲ့ထောက်ခံမှုနဲ့အစ်စ်မြစ်ဂျုံတွေမြစ်ဆိုင်တွေအပြင်ဟောင်ဝစ်စာအမြောက်ကြီးတွေနဲ့ပါအပြင်အထံတိုက်ပင်းမဲ့ကြာဆုံးများနေတယ်။အေအေတိမ့်ယူထားတဲ့ကြောက်ဖြူမျိုးပတ်ဝန်းကျင်ကျေးရွာတွေကိုအမှတ်၃၀နှစ်ရက်တည်းရင်မှာစစ်အင်အားဖြည့်ပြီးထိုးစစ်ဆင်ပေမဲ့ထိခိုက်တိုက်စုံမှုများလို့၃၀နှစ်ရက်တည်းရင်မှာဝင်ပြေးရတဲ့အခြေပင် အေအေကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းသုံးကြောင်းမှာနှစ်ကြောင်းဖြတ်ပြီးတက်ကူအင်အားဖြည့်မလောက်ပဲရှစ်တန်းရတဲ့အထိအတော်အထိနာနေတယ်။အော်တိုဘာလကုန်ပိုင်းနိုဝင်ဘာလအစမှာအေအေကစစ်ကောင်စီထိုးစစ်ကိုတုံ့ပြန်ရုံနဲ့မယောင်ရဲတော့ပဲကြောက်ဖြူမျိုးရဲ့အမာခံတိုက်ခိုက်ရေးတပ်ရင်းဖြစ်တဲ့အမှတ်32ရဲတပ်ရင်းကို counter attach လုပ်လာတယ်။တရုတ်စီမံကိန်းစက်ရုံတွင်ရေနံနဲ့တဘာဝတန်းွေပိုက်လိုင်းတွေအခအကွက်နဲ့စစ်ကောင်စီခုခံနေပြီမဲ့အေအေစနစ်တကျတက်ကွင်းသွင်းပြီးတိုက်မယ်ဆိုရင်မရစရာမရှိဘူး။ ဖလက်ဝါရဲ့အကြီးဆုံးချွန်အိုင်နဲ့နှုံဘူးပြူဟာတိုက်ပွဲကြောက်တော်တိုက်ပွဲနဲ့မောင်းတော်နာခခငါတိုက်ပွဲတွေမှာအေအေရဲ့အပြောင်မြောက်ဆုံးတိုက်ပွဲတွေမှာခံခဲ့ရတဲ့ဖြူဟာမှုတက်မမှုစကခမှုတွေအတိဆုံးပဲစစ်မြေပြင်မှာတကယ်တမ်းကွန်မန်ဒါလုပ်ရတဲ့ဗိုလ်မှူးချုပ်အဆင့်တွေဗိုလ်မှူးကြီးအဆင့်တွေ၁ရောက်ထပ်မနေဖမ်းခံရသူရောယူဝဆင်းရသူနဲ့ထွက်ပြေးပျောက်ဆုံးနေရသူတွေနဲ့ရခိုင်မြေဟာစစ်ကောင်စီအဖို့တင်းမင်းတမန်သွားရလမ်းပဲ၂၀၂၄ဖေဖော်ဝါရီ၉ရက် ကြောက်တော်မျိုးသိမ်းတိုက်ပွဲမှာကြောက်တော်ကနေစစ်တွေမျိုးကိုစစ်သင်းမောတွေနဲ့ကလဒန်မြစ်ချောင်းအတိုင်းထွက်ပြေးစင်မှာဈေးဦးပေါက်ဖမ်းခံရသူကဘုံမူးချုပ်စော်မင်းထွန်ပါအေအေဖမ်းခံရတဲ့ပထမဆုံးစာကမရဲ့ကွန်မန်ဒါဖြစ်ပြီးစာကခမှုတမမှုအဆင့်တွေဖြစ်တဲ့ဘုံမူးကြီးဘုံမူးချုပ်အဆင့်တွေစက်တိုက်ဆိုသလိုဖမ်းစီ ခုခံရင်ရှင်းပြတဲ့ညဦးမျိုးသိမ်းတိုက်ပွဲမှာတမ7တမမှုဘုံမူးကြီးမင်းမင်းထွန်ပြင်းခံရပြီးရောယူဝစင်းနေ ပလောဝမြို့တိုင်းတိုက်ပွဲမှာဘုံမှုကျုပ်စင်မျိုးဆွေထွက်ပြေးရင်နဲ့ပျောက်ဆုံးသွားပြီးရောယူဝဆင်းလာလားထွက်ပြေးလွတ်မြောက်သွားတာလားမသိဘူးနှုံးပူပြူဟာမှုဒုဘုံမှုကြီးပညာပိုင်စိုးကိုရှင်းပြလိုက်တဲ့ဘူးသီးတောင်စကခ15စကခမှုဘုံမှုကျုပ်သူရိန်ထွန်းကိုမောင်တော်တိုက်ပွဲမှာဖမ်းခံရပြီးအကြောက်လွန်ပြီးအရေးပေါ်စိတ်ကူပြီးစေရဇဝိကောင်အနေနဲ့ဖော်ထုတ်ဖို့ဖမ်းထားတယ်2024ခုနှစ်ဒီဇင်ဘာ20ရက်နာပါခစစ်ဌာနချုပ် အမ်းမြိုတိန်တိုက်ပွဲမှာအေအေထန်ဒူးထောက်ခဲ့တာဒုတိယတိုင်မူဘုံမှုကျုပ်တောင်ထုံးနဲ့တိုင်ဦးစည်းကျုပ်ဘုံမှုကျုပ်ကြော်ကြော်တန်းတို့ဖြစ်တဲ့ရွှေငွေတွေယူပြီးထွက်ပြေးတဲ့တမ၂၀နှစ်တမမူဘုံမှုကြီးအောင်နေမျိုးပစွန်ကန်းနာမှာခုနေစဉ်အေအေတပ်သားတွေနဲ့တွေ့လို့ခုခံလို့ရှင်းပြလိုက်တယ်ဘွားမြိုတိန်တိုက်ပွဲမှာတမ၁၁တမမူဘုံမှုကြီးတန်းဆိုးဝင်မဆီကြိုက်သွားတယ်အေအေရဲ့စနစ်ကြပြီးဖြူဟောင်းကောင်းတဲ့အပင်အမဲ့ချွေစနစ်နဲ့ ထောင်ချောက်တဲတပ်ကွင်းသွင်းပြီးစနိုက်ပါတွေနဲ့ဇီဝိန်ချွေတာဇင်မျိုးဆွေတိလို့ဖနောက်နဲ့တင်ပါတတားရဲကြအောင်ပြေးတာလမ်းမှာဂိန်းလာလာလွတ်မြောက်သွားတာလားမသိ အခုချိန်ထိသတင်းမရဘူးအေးအေးလာပေါင်းများစွာပတ်ဝိုင်းထားတဲ့စစ်တွေမျိုးမှာလက်နက်ကြီးရန်တမ်းပစ်နေတဲ့စစ်ကောင်စီကိုတိုက်ဖို့အေးအေးစစ်ရှိန်မြင်လာတယ်နှစ်ဖက်ပြန်လည်လက်နက်ကြီးနဲ့အကဲဆန်းရင်စစ်ကောင်စီရဲ့လူသားတိုင်းတိုင်းတွေမိုင်းကွင်းတွေနဲ့တပ်ကွင်းတွေအထက်ထက်ပိတ်ထားတဲ့ဒိန်းချာစုံတွေကိုဖောက်ဝင်ဖို့အေးအေးနီးလန်းရှာနေတယ်နေမြကျွမ်းပြီးပြည့်ရဲကောင်းလာတဲ့အေးအေးအနေနဲ့ ညှို့မနာစေဘဲနဲ့စစ်တွေမျိုးကိုတိမ့်ဖို့ကမဖြစ်နိုင်ဘူးစစ်တွေမျိုးပြင်ဒေသတွေကိုအေးအေးမစိတ်ဝင်နိုင်အောင်ခြေရွာတွေကိုမီးရှို့ဖျက်ဆီးခြေရွာသားတွေကိုမျိုးတွင်းထည့်ပြီးဒစကန်လှုပ်အထက်ထက်ပိတ်ဆို့ထားတာကြောင့်ပိတ်ဆို့ပြီးစစ်ဆက်ဖျက်ဖို့ကကြောက်ဖြူကိုတိမ့်ပြီးမှသာဦးလှည့်နိုင်လိမ့်မယ်ကြောက်ဖြူနဲ့စစ်တွေကတရုတ်စီမံကိန်းအိန္ဒိယရဲ့ကလဒန်မြို့ပွန်စီမံကိန်းတွေကြောင့်စန်စတစ်များပြီးဖိပတ်ကြီးတော့အတော်တရီထားရပြီးနိုင်ငံရေးနဲ့စည်ရေးမှာဗဲလန့်ချိန်ညှိနေရတယ် စောမြရာဇာလင်းရဲ့ ALP ကစစ်တွေမှာအကြမ်းဖက်စစ်ကောင်စီနဲ့အတူ AA ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတယ်။2023မှာအင်အား200တောင်မရှိတဲ့ ALP စစ်တွေမျိုးကအလုံးမရှိတဲ့လူငယ်လူရွယ်တွေစစ်ပေးရှောင်တွေကိုတင်သွင်းပြီးစစ်တင်နှံပေးလာတာအခုဆိုရင်အင်အား600ကျော်ရှိလာပြီးစစ်ကောင်စီနဲ့အတူ AA ကိုတိုက်ခိုက်သွားမယ်လို့စစ်တပ်နောက်မီဆွဲ ALP ကထုတ်ပြန်လာတယ်။စစ်တွေတိုက်ပွဲဖြစ်လာတာနဲ့ ALP အဖွဲ့ကပြေးဖို့တဆူပြီးသားပါ။စောမြရာဇာလင်းကသူ့ယောက်ျားရှိတဲ့ဖင်္ဂလားဒေ့ရှ်ဘက်ကိုပြေးဖို့ချိန်ပြီးသားပဲ။ ကျွန်တော်ရဲ့အမြင်သုံးသက်ချက်အရဆိုရင်အာရကတက်တော် AA ၆ဖြူနဲ့စစ်တွေမှာဒီဇင်ဘာလမှာအပိသက်ထိုးစစ်ဆင်မဲ့ Federal ဖြစ်လာလိမ့်မယ် AA ကရခိုင်နဲ့ထိဆက်တဲ့မကွေးတိုင်းပဲခူးတိုင်းနဲ့အေယာဝတီတိုင်းနယ်စပ်ဝင်းပေါက်ကနေမဟာမိတ် PDF တွေနဲ့စစ်မျက်နှာစုံထိုးနေတဲ့အပြင်ကပါစာစက်ယုံတွေကိုပါချိန်ချောက်လာနိုင်တဲ့အထိပဲအမ်ဘရန်တိုက်ပွဲတောင်ကုတ်ဗရောင်းတိုက်ပွဲအပြင်လေးမျက်နှာရေးကြီးအထိပါခြေဆန့်နေတဲ့ AA အတန်ကြားတာနဲ့စကားမှတက်မှုတွေစစ်သားတွေမျက်နှာသွေးဆုပ်ဖြူရော်တဲ့အထိကြောက်တူးတုံနေ ရခိုင်တောင်ပိုင်းမြို့တွေဖြစ်တဲ့ကြောက်ဖြူနဲ့စစ်တွေကိုစည်ရေးအရှိန်ညှစ်နေတဲ့အချိန်ရခိုင်မြောက်ပိုင်းနေဆက်တွေမှာမွတ်စလင်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA, RSO, ARA တို့ကလည်းဘင်္ဂလားဒေ့ရှ်ကိုကြောထောက်နောက်ခံပြုပြီး AA တင်ထားတဲ့မြို့ရွာတွေကိုအလစ်ချောင်းတိုက်ခိုက်တယ်။ရခိုင်ခြေရွာသားတွေကိုဖမ်းဆီးတပ်ဖြတ်တဲ့အပြင်ရွာကိုမီးရှို့ဖျက်ဆီးတယ်။ AA က ARSA ကိုလိုက်ပြင်းရင်ဘင်္ဂလားဒေ့ရှ်နေသားဆောင်ရဲတပ်ဖွဲ့ BGP က ULA AA ကိုအပုတ်ချတယ်။ ULAA ကလည်း BGB က ARSA ကိုလက်သက်မွေးထားတယ်ဆိုတဲ့ high abundance train နဲ့စာထုတ်ပြန်တာ BGB တွေဆက်ဆက်ခါနာတယ်တကယ်တမ်း BGB အရာရှိအချို့ ARSA ကိုမွေးထားတာအမှန်ပဲ ARSA ရဲ့နောက်ွယ် invisible hangar မြန်မာစစ်တပ်ဖြစ်တာကိုဖုံးကွယ်ထားလို့မရဘူးဗိုလ်ချုပ်ထုံးမြနိုင်ပြောတာပဲကြည်လိမ့် AA ကို counter valence လုပ်ဖို့မြန်မာစစ်တပ်ကအာစာကိုဖန်တီးခဲ့တယ်ဆိုတဲ့အချက်အလက်ကိုပြန်ပြီးတွေ့လာခဲ့တယ် ဒီဟာတွေကသူတို့ဖန်တီးခဲ့ပြီးတော့မှဒေါအောင်ဆန်းစုကြည်အစိုးရဖြစ်လာတဲ့အချိန်မှာအစိုးရကိုအုံချမဲ့ skin တစ်ခုမကြံကောင်းမစီရာတစ်ခုကိုဖန်တီးခဲ့တယ်။ဘိုးချုပ်ထွန်းမြတ်နိုင်စကားကိုထပ်ဖြည့်ပြောပါမယ်။2016ကိုဖီအာနန်စုံစမ်းစစ်ဆေးရေးမဝင်ခင်မှာမောင်တော်ဖြီသူလွတ်တော်ကိုစလေဟောင်းကြံခိုင်ရေးအမတ်ဖြစ်တဲ့အောင်စော်ဝင်းခဇော်ကိန်အာမတ်က ARSA ကိုငွေကြေးလက်နက်တွေစာဝတ်နေရေးကအစထောက်ပံ့ပေးနေတာကိုတွေ့ရှိခဲ့ရတယ်။ Shane Construction Company Limited လုပ်ငန်းရှင်အောင်စော်ဝင်းက ကိုကြုံမူကြီးတန်းရွှေရဲ့ PSO ဘိုးချုပ်စိုးရှိတ်နဲ့ဂျာကိုလုံဆောင်ခဲ့တာဖြစ်လို့2016မှာဖန်ဝရန်ထုတ်ပြီး2019ခုနှစ်မှာတရက်ခံပြီးအဖြစ်ကျင်ညာခဲ့တယ်။ညောင်မြတ်တူရင်နဲ့ပုတ်တင်ဦးပေါ်လာတဲ့စစ်ကောင်စီရဲ့အခြေအနေကရခိုင်ပြည်နယ်မှာတယောကြီးခိုင်းတဲ့အဆင့်ဖြစ်လာပြီးဒါကနေတဆင့်ပြီးတဆင့်ဖြိုကျလာမှမြင်ရောင်နေမိတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွဲဖြူပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။